ားလုံးနဲ့ကျွန်တော် 3D မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါကျွန်တော် 3D မိတ်ဆွေများမေးထားတယ်ပေါ့နော်ဘူးပရိတ်ကြဆိုင်တဲ့869မွေးကွက်ကလေးရဲ့နောက်ကျွန်တော်တို့ဒီဒီကြိမ်မှာဘူးပရိတ်ကြဆိုင်ရှိမရှိပေါ့နော်ပြပေးပါဆိုလို့ဒါကျွန်တော်အနေနဲ့ပြပေးခြင်းဖြစ်ပါတယ်နော်ကျွန်တော်ရဲ့ YouTube channel ကမန်နေမှာပေါ့နော် မန်းနဲ့မှတွေ့လို့ဒီကနားလေးနဲ့ကျွန်တော် reply ပြန်ပေးလိုက်ပါတော့အဲ့တော့96ကိုမွေးကိုကလေးလေးပြမယ်နောက် cleaner တကြောလုံးမှန်းနေတဲ့ site လေးကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့တော့ကြည့်ကြပါခင်ဗျာကျွန်တော်တို့ဒီသုံးဆုံးနဲ့ခုနှစ်ပေါ့နော်သုံးဆုံးနဲ့ခုနှစ်ကျွန်တော်တို့ဒီ7ချိန်မှာပေါ့နော် break ခုံဆိုတဲ့ကနားရိုက်တယ်ပေါ့နော်သူကနေဒါကတော့83ပါပေါ့နော် သုံးဆောင်တဲ့ခုနှစ်ဆက်တဲ့ချိန်ပေါ့နော်နှစ်နဲ့ဈေးချလိုက်နေဆက်တဲ့ချိန်မှာဘရိတ်ခွန်ဆိုရဲကနေရိုက်တယ်နောက်ထပ်ကျွန်တော်တို့ကနှစ်နဲ့ဈေးချလိုက်ရင်ကျွန်တော်တို့ကဒီ83ပြီးတော့2003မှာပေါ့နော်ဆက်တဲ့ချိန်မှာဒါဘရိတ်ခွန်လို့ရိုက်တယ်ပေါ့နော်ဆက်တဲ့ချိန်မှာ2023ဆက်တဲ့ချိန်မှာလည်းဘရိတ်ခွန်လို့ရိုက်တယ်ပေါ့နော်အဲ့တော့ तू ကနှစ်နဲ့ဈေးချလိုက်နေ तू ကဒီဆက်တဲ့ချိန်ဒီမှာသုံးဆောင်တဲ့ခုနှစ်ဆက်တဲ့ချိန်ဒီမှာဘရိတ်ခွန်ဒါဘရိတ်ခွန်ပေါ့နော် तू ကဘရိတ်ခွန်လို့ရိုက်တယ်ပေါ့နော်အဲ့တော့ငါကလေးကကျွန်တော်တို့ဒီ83ရဲ့ခွန်ဝန်းချိန်နဲ့ဘရိတ်ခွန်ဒါကျွန်တော်တို့တင်ပြခဲ့တဲ့ line ပေါ့နော် ကျွန်တော်မိတ်ဆွေတွေကိုဒါတင်ပေးခဲ့တဲ့ line เนาะဒီနေ့ထဲမှာဆိုရင် crochet net တို့လေး crochet တို့ဆိုဒီနှစ်ကွက်ဆိုရင်ကျွန်တော်တို့ဇက်တိုက်အောင်ခဲ့တဲ့ line လေးတွေပေါ့เนาะအဲ့တော့အဲ့နေ့ထဲမှာလည်းကျွန်တော်တို့ဒီမှာ set တစ်ချိန်မှာပေါ့เนาะ290 chart line နဲ့70ချိန်မှာ break ခွန်လို့ရိုက်တယ်290 chart line နဲ့70ချိန်မှာ break ခွန်လို့ရိုက်တယ်290 chart line နဲ့70ချိန်မှာ break ခွန်လို့ရိုက်တယ်ပေါ့เนาะအဲ့လိုဖြစ်တယ်လို့ပဲသူ့ရဲ့ဇောင်းမြင်းကုံပေါ့เนาะခု9ဆွန်းနဲ့ခုနဲ့ပေါ့เนาะဒီကျွန်တော်တို့9ဆွန်းနဲ့ခုနဲ့ဒါ10ချိန်နေမှာလဲ break 10ဆိုတော့ခဏနေရိုက်တယ်290 chart line 9ဆွန်းနဲ့ခုနဲ့10ချိန်နေမှာသူ့ရဲ့ဇောင်းမြင်းကုံပေါ့เนาะ ဒီကျွန်တော်တို့ခွန်ရက်နှက်ခတ်ကို၃ညပြိတ်လို့ရိုက်တက်လာတော့မသိဘူးပေါ့နော်ခွန်ရက်နှက်ခတ်ကို၃ညပြိတ်လို့သူစောင်းမြန်ကုန်လေးမှာလှမ်းပေးသလားပေါ့နော်ဒီမှာလဲကျွန်တော်နှစ်နှစ်စကြာလိုက်နေမှာဒီဆက်တဲ့ချိန်မျိုးမှာဘိတ်ခွန်ပေးခဲ့တယ်လို့ပဲသူ့ရဲ့စောင်းမြန်ကုန်၁၀ချိန်နေမှာလဲဒါပြိတ်၁၀ဆိုတဲ့ကနိုင်ပေးဦးမလားနော် သူကဇောင်းမြင့်ကုန်လေးတွေမှာပူပရိတ်260ဇောင်းမြင့်ကုန်လေးတွေမှာဒီကွန်ပရိတ်ရဲ့ဇောင်း260ဇောင်းမြင့်ကုန်လေးတွေမှာပူပရိတ်လို့ပြတာပေါ့နော်ကွန်ပရိတ်ရဲ့ဇောင်း260ပေါ့260ဇောင်းမြင့်ကုန်လေးတွေမှာဒီနားလေးမှာပူပရိတ်ပေးဦးမလားပေါ့နော်ပူပရိတ်ပေးရင်သူကကျွန်တော်ကိုမေးထားတာဒါ မိုးဘွယ်စိုက်ကြလေးပြပေးပါဆိုလို့ကျွန်တော်အနေနဲ့ဒါပြပေးမယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာဒါဘူပရိရှိပြီလို့သိပြီပေါ့နော်အဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့ပြောအောင်မယ်ဆိုရင်တော့ဒီဟာကျွန်တော်ညီကိုတွဲနဲ့ဘူပရိပေါ့နော်ဒီမှာနှစ်တဲ့အတွဲညီကိုတွဲနဲ့ဘူပရိလို့ရိုက်တယ်ဒီမှာလည်းကျွန်တော်တို့ရှစ်ကိုအတွဲညီကိုတွဲနဲ့ဘူပရိလို့ရိုက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ညီကိုတွဲနဲ့ဘူပရိပေးအောင်မလားပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီကဏ္ဍလေးကြည့်ကြည့်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီဒီနားလေးမှာ ခွန်ပိတ်ကခွန်ထိတ်လို့ရိုက်တယ်ပေါ့နော်ခွန်ပိတ်ကခွန်ထိတ်လို့ရိုက်တဲ့နဲ့သူ့ရဲ့အောက်မှာခွန်ပါတော့ဘူပရိတ်ကနန်းတကွက်ထွက်တယ်နော်ဒီမှာခွန်ပိတ်ကခွန်ထိတ်လို့ရိုက်တယ်ခွန်ပိတ်ကခွန်ထိတ်လို့ရိုက်ပြီးတဲ့သူ့ရဲ့အောက်မှာဘူဒီခွန်ပါတော့ဘူခွန်ပိတ်ခွန်ထိတ်ရိုက်ထားတာဖြစ်တဲ့အတွက်ခွန်ပါတော့ဘူပရိတ်ကနန်းတကွက်ထွက်တယ်ပေါ့နော်လောလောကူကူကြားတဲ့အားလေးကြောလိုက်ပါဆိုနော်သူ့ရဲ့တစ်နှစ်ကျော်မှာကျွန်တော်တို့ဒီခွန်6ခွန်ဆိုတဲ့ကနန်းတောက်လျှောက်လိုက်ထွက်တယ်ပေါ့နော် ဒီမှာလည်းကျွန်တော်တို့ခွန်ထိတ်ခွန်ပိတ်ပြီးတော့သူ့ရဲ့အပင်ရေအပင်ကြအတူတူပဲเนาะသူ့ရဲ့ဇောင်းဆင်လာလိုက်ရှစ်ထိတ်ရှစ်ပိတ်လို့ရိုက်တယ်ရှစ်ထိတ်ရှစ်ပိတ်လို့အဲဒီရှစ်ပိတ်ကရှစ်ထိတ်လို့ရိုက်ထားမဲ့သူ့ရဲ့အောက်မှာရှစ်ပါတော့ဘူးပရိကဏန်းတစ်ခွက်ထွက်တော့ပေါ့เนาะရှစ်ပါတော့ဘူးပရိကဏန်းတစ်ခွက်ထွက်ပြီးတော့မှသူ့ရဲ့တစ်နှစ်ကျော်မှာခွန်6ခွန်ဆိုတဲ့ကဏန်းလေးကဒါထည့်လိုက်ထွက်တော့ပေါ့เนาะအဲ့တော့ဒီမှာလည်းကျွန်တော်တို့ဒီခွန်ထိတ်ခွန်ပိတ်ပြီးတော့ရှစ်ရှစ်ပိတ်ရှစ်ထိတ် ဒီမှာတော့ကိုပိတ်ကိုထိတ်လို့ရိုက်ပြီးပေါ့နော်သူကအပင်ပင်ချအတူတူပဲနော်အဲ့လိုရိုက်ပြီးရတဲ့ဒီနှစ်ထဲမှာလဲကျွန်တော်ကိုပိတ်ကိုထိတ်ရိုက်ထားတော့ကိုပါတော့ဘူးပရိကဏ္ဍတကွာထွက်တယ်ပေါ့နော်အဲ့လိုထုတ်ပြတဲ့သူ့ရဲ့တစ်နှစ်ကျော်မှာသူ့ရှိကတိုင်ဆိုတော့ဒါခွန်6ခွန်လာရအောင်မဲ့စိုက်ပေါ့နော်ဒီချိန်မှာလဲကျွန်တော်တို့ကဒီဘူပရိကလေးပြပါဆိုရင်တော့ဘရိတ်ခွန်ရဲ့ဇောင်းမြင့်ကုန်လေးမှာဘူပရိတ်လို့ရိုက်ထားတယ်ဘရိတ်ခွန်ရဲ့ဇောင်းမြင့်ကုန်လေးမှာ300ခွန်ရဲ့နှစ်ခါကို300ဘရိတ်လို့ရိုက်ထားတယ်ပေါ့နော်နှစ်နှစ်ဆယ်ချလိုက်နေဒီမှာလဲခွန်ဘရိတ်လို့ရိုက်ထားသူ့ရဲ့ဇောင်းမြင့်ကုန်လေးမှာဘူပရိတ်လေးရိုက်အောင်မလားပေါ့နော်ဘူပရိတ်လေးရိုက်အောင်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီ 690နဲ့ပတ်သက်ပြီးတော့690ကျွန်တော် line model တင်ထားတဲ့ one chain နဲ့မှာဆို690နဲ့ပတ်သက်ပြီးတော့တော့ဒါကျွန်တော်6လေးစေဆိုတဲ့ကဏ္ဍနေလဲတထိုးလို့ရတာပေါ့နော်အဲကျွန်တော်တို့ဘူပရိတ်ကဏ္ဍနေတိတက်ဘူပရိတ်မှာထွက်ရမယ်ထွက်မယ်ဆိုဘယ်ကဏ္ဍဆိုတဲ့ဟာလေးကျွန်တော်တင်ထားတာရှိတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီကျောင်းရမမာတွေလည်းဒီနှစ်ထဲမှာမွေးရမှာဘူပရိတ်ကဏ္ဍတဲ့တကွက်လဲဒါထုတ်ပေးထားတာရှိတယ်ပေါ့နော်နောက်တစ်ဆိုင်ကျွန်တော်တို့ပြပေးမယ်နော်နောက်တစ်ခုကဒီအချိန်မှာတော်တော်လေးစိတ်ဝင်စားနေတာကကျွန်တော်ဒီ ဒီ site လေးပေါ့နော်ကျွန်တော်တို့ဒီဒါရန်ကွက်ထဲမှာလည်းထည့်ပေးထားပါနော်အဲ့တော့လေးစွန်းတဲ့ခုနှစ်ထဲမှာဒါပြပြသားပေါ့နော်ဟိုနှစ်စာကြတဲ့ကျွန်တော်ပြထားတာပေါ့နော်လေးစွန်းတဲ့ခုနှစ်ထဲမှာအဲ့နှစ်ထဲမှာနောက်ဘူးကနန်းတကွက် ထွက်တာပေါ့နော်အဲအစားဆုံးကြတဲ့နောက်ဘူးဒီမှာရှစ်ရှစ်ပူးလို့ထွက်တယ်ပေါ့နော်အဲရှစ်ရှစ်ပူးကဒီဘက်နှစ်မှာလည်းမရဖက်နဲ့သူ့ရဲ့နောက်နှစ်ကိုလည်းဒါရှစ်ရှစ်ပူးလို့လိုက်ထွက်တယ်နော်ဒီမှာအုံရရှစ်ရှစ်ဆိုတဲ့ကနနောက်ဘူးပေါ့နော်အဲကနသူ့ရဲ့နောက်နှစ်မှာဒါရှစ်ထွိုင်းတို့ရှစ်သုံးလုံးဒီရှစ်သုံးလုံးတို့နောက်ရှစ်သုံးရှစ်တို့အဲကနနေလိုက်ထွက်တယ်ပေါ့နော်အဲတော့ရှစ်ပူးကဒီဘက်နှစ်မှာနောက်ဘူးကနလေးကဒီဘက်မပြောက်ဖက်နဲ့သူ့ရဲ့နောက်နှစ်ကိုလိုက်ထွက်တယ်လို့ဆိုလိုတာပေါ့နော်အဲတော့84 85ပြီးတော့84 85ကိုကျွန်တော်ကြည့်မယ်နော်84ခုနှစ်မှာလည်းဒီမှာကျွန်တော်တို့ဒီအစားဆုံးကြတဲ့နောက်ဘူးပေါ့နော်နောက်ဘူးကကျွန်တော်နှစ်နှစ်ပူးလေးထွက်တာပေါ့နော်အဲနှစ်နှစ်ပူးလေးကလ ဲ့သူရဲ့နောက်နှစ်ကိုဒါကျွန်တော်တို့ဒီ light ထွက်တယ်ပေါ့နော်ဒီမှာ290တို့28နှစ်တို့သူက light ထွက်တယ်ပေါ့အနည်းဆုံးတစ်ကွက်တော့ light ထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာ84ပြီးတော့94ခုနှစ်မှလာဒီမှာ44ပူးလေးရိုက်တယ်ပေါ့နော်44ပူးရိုက် ပြန်လဲသူရဲ့နောက်နှစ်မှလဲဒါ55လေးဒါ4ပူးနဲ့ခဏမပြောက်ခဲ့နဲ့ဒါ light ထွက်တယ်ပေါ့နော်55လေးဆိုရင်ဒါနှစ်ခါတောင်ပြန်ကြထားတာပေါ့နော်အဲ့တော့တစ်ခါမဟုတ်ရနှစ်ခါလောက်တော့အနည်းဆုံးထွက်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ လေးဆုံးတစ်ခုနဲ့မှအစားဆုံးကြတဲ့နောက်ဘူးပေါ့နော်နောက်ဘူးကြတဲ့ဒီမှာနှစ်နဲ့ဘူးပါသူရနောက်နဲ့မှဒါနှစ်နဲ့ဘူးလို့ရိုက်တယ်အနှစ်နဲ့ဘူးကိုမှကျွန်တော်တို့ဒီမှာနှစ်ကွက်တောင်ထွက်တာပေါ့နော်ရှစ်ကတိမှာတော့ဒါနှစ်ကွက်ထွက်တာပေါ့နော်အဲ့တော့2014ခုနှစ်မှာလည်းဒီမှာအစားဆုံးကြတဲ့နောက်ဘူးဆိုတော့ကျွန်တော်တို့ဒီ66နောက်ဘူးပေါ့နော်66နောက်ဘူးလေးလည်းမပြဘူးနော်သူရနောက်နဲ့ဘူးဒါ66နောက်ဘူးလေးရိုက်တယ်ပေါ့နော်အဲ့တော့ ဒီ၄ဆုံးတဲ့ခုနှစ်ထဲမှာနောက်ပူးရေလို့ထွက်ထားတာဆိုရင်ကျွန်တော်တို့ကဒီ၄ပူးလေးပဲရှိပေါ့နော်၄ပူးကနန်းမပြောက်ခွင့်တဲ့ဒီနှစ်ထဲမှာဒါထုတ်ကိုထွက်ရမယ်လို့ကျွန်တော်အနေနဲ့တော့ယုံကြည်ရဲပေါ့နော်အဲ့တော့၄ပူးကနန်းလေးဒီနှစ်ထဲမှာထွက်ကိုထွက်ရမယ်တကယ်လို့မှဒါကျွန်တော်တို့ကအကြံပေးတာပေါ့နော်တကယ်လို့မှဒီနောက်လေးမှာ၄ပူးလေးရဒီနှစ်ထဲမှာလာရအောင်မယ်ဒီချိန်မှလည်းဘူပရိတ်ကြိုက်တယ်ဆိုရင်၄နဲ့၄ဒါ၄လေးနဲ့ဆိုတော့ကနန်းမျိုးဒါထုတ်လို့ရတာပေါ့နော်ဒါဘူပရိတ်ကြိုက်တယ်ဆိုရင်၄လေးနဲ့ဆိုတော့ကနန်းဒါထုတ်လို့ရရနော်ဒါတော့ဒီဒီ နဲ့ထဲမှာကျွန်တော်တို့လေးပုနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့ member တွေကိုညအတင်းပေးလိုက်တဲ့ဖိုင်ထဲမှာလည်းရှိတယ်ပေါ့နော်လေးပုနဲ့ပတ်သက်ပြီးတော့ဒီချိန်မှာလည်းကျွန်တော်တို့ကတစ်ချိန်ဖမ်းထားတာရှိတယ်နော်လေးပုနဲ့ပတ်သက်ပြီးတော့ဒီချိန်မှာတစ်ချိန်ဖမ်းထားတာရှိတယ်နောက်ထပ်ကျွန်တော်တို့ဒီနောက်ထပ်တစ်ချိန်မှာပေါ့နော်ဒါနောက်ထပ်တစ်ချိန်ကတော့အချိန်ရေးကြလေးပေါ့နော်အဲလေးပုနဲ့မှာဒီချိန်တွေကျွန်တော်ဒီပရိပာတွဲပြီးတော့ထုတ်ထားတဲ့ဒါမွေးခွက်စိုက်ကြလေးပေါ့နော်အဲမွေးခွက်စိုက်ကြလေးကိုဒီချိန်မှာတစ်ချိန်ဖမ်းထားတယ်ပေါ့နော်နောက်ထပ်တစ်ချိန်ပေါ့နော်နောက်ထပ်တစ်ချိန်နောက်ထပ်ဒီ ကျင်ရည်ထဲမှာလည်းဒါတစ်ကြိမ်ဖမ်းထားတာရှိတယ်ပေါ့နော်အဲ့တော့လေးဘူးလေးပတင်တော့နှစ်ကြိမ်ကျွန်တော်ရဲ့မမတွေကိုဖမ်းပြထားတာရှိတယ်ပေါ့နော်ဒီဖိုင်လေးကတော့ဒါကျွန်တော်ရဲ့ 3D image တွေဒီပေါ့နော်ကျွန်တော် update တဲ့ 3D image တွေကျွန်တော်တို့ဒီ16 point line လေးနဲ့ပတ်သက်ပြီးတော့ mock up လေးပြန်ပြပါဆိုလို့ဒါကျွန်တော်ပြန်ပြတာပေါ့နော်ခွန်ပူလို့ရတယ်သူရဲ့အမှ compatible break လို့ရတယ်သူရဲ့နောက်မှာ16 point ဆိုတဲ့ခဏရိုက်တယ်ဒီမှာကျွန်တော်တို့က10ပိတ်က10ထိတ်လို့ရတယ်သူရဲ့အမှ10ပါတော့ break လို့ထွက်တယ်သူရဲ့တစ်နှစ်ကျော်မှာပေါ့နော်16 point ဆိုတဲ့ခဏလေးထွက်တယ်ပေါ့နော်ဒီမှာလည်း9ပိတ်က9 9ပိတ်က9ထိတ်လို့ထွက်တယ်သူရဲ့အမှ9ပါတော့ break ပေါ့နော်သူရဲ့တစ်နှစ် နှစ်ကျော်မှာ6ကောင်ဆိုတဲ့ line လေးရှိတယ်ပေါ့နော် break အနေနဲ့ကတော့ဒါနှစ်နဲ့ဈေးချလိုက်မှာ complete ရဲ့ဇောင်းမြင့်ကုန်လေးမှာပေါ့နော်ဒါဘူ break ဆိုတော့ကနညီကူတွတ်နဲ့ဘူ break ဒီမှာလည်းညီကူတွတ်နဲ့ဘူဘူ break ပေါ့နော်ဒီမှာလည်းညီကူတွတ်နဲ့ဘူ break ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ခွန်ချောက်ခွန်လေးထိုးမယ်ဆိုရင်လည်းဒါညီကူတွဲလေးလည်းဖြစ်တယ်။နောက်ကျွန်တော်တို့ဒီပတ်စင်ပြနေတဲ့ကီးတွေမှာဆိုရင်လည်းဒီကျွန်တော်တို့ဒီခါးနှလုံးနဲ့နောက်ပိတ်နဲ့ဒီသုံးလုံးပေါင်းရင်အခုဖြစ်လို့ခုချောက်လေးကီးပေါ့နော်။ဒါကိုကျွန်တော်တို့ လမ်းမေးတဲ့အကူလေးလည်းရှိပါတယ်နော်ဒီချိန်မှာအကူ6လေးခီအထိပေါ့နော်ဒီ6လေးလည်းထိတယ်ဆိုတော့ဒီ86ဆိုတဲ့ကဏ္ဍလေးကညီကိုလည်းဖြစ်တယ်6လုံးမိုက်လေးလည်းထိတယ်ဆိုတော့ဒီတကယ်လို့မှဘူပရိတ်ကိုပေါ့နော်ကိုကချိန်နေတယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ခွန်ချောက်ခွန်ဆိုတဲ့ကဏ္ဍလေးဒါတင့်တော့ပါရယ်နော်တကယ်လို့ကျွန်တော်ကကျွန်တော်ပြောသလိုပဲဒီမှာဒီနှစ်ထဲမှာ၄ဘူးကလာရအောင်မယ်ဘူပရိတ်ကြမယ်ဆိုတော့၄၄နှစ်ဆိုတဲ့ကဏ္ဍမျိုးဒါထူးတင်တယ်ပေါ့နော် အဲ့တော့ကျွန်တော်ရဲ့ 3D ကျွန်တော်လာရောက်အပ်ပြီးတဲ့ 3D ဒါ member တချင်းစားချင်းစီ member ဝင်ချင်းနဲ့မိတ်ဆွေတွေကတော့ဒီနားလေးရနေဒါကျွန်တော်လာရောက်ပြီးတော့ဒါဝင်လို့ရပါတယ်နော်ဒီ3ယောက်ကိုလေးလေးကိုခွန်ကိုလေးလေး3ကိုကနေမှလာရောက်ဆက်သွယ်ပြီးတော့တချင်းစား1000နဲ့ပေါ့နော်ဒီချင်းတွဲလဲတေချာကျွန်တော်တို့ break တွေရော1ချင်းတွေရော key ညိတွေရောပေါ့နော် key လုံးမိုင်းတွေရောကျွန်တော်တို့ထုတ်ပြီးမှတေချာထုတ်ထားတဲ့ကဏ္ဍလေးတစ်ခွက်ရှိတယ်ပေါ့နော်ရန်ခွက်ကလေးတွေအဲလုံးမိုင်းတွေနဲ့ပတ်သက်ပြီးတော့ရန်ခွက်ကလေးတွေဒါ3ခွက်လဲပါမယ်ပေါ့နော်အဲဒါလေးတွေကလဲစိုက်ကြတယ်ထုတ်ပြီးထားတာ ဖြစ်တဲ့အတွက်စုစုပေါင်းဒဲအော့တကွန်းနဲ့ဒဲရန်ကျွန်တော်တို့ဒီ၃ခွက်ပါမှာပေါ့နော်အဲ့ထက်မှာကျွန်တော်တို့ဆွမ်းတော့ပြောတဲ့လေးလေးပူးနဲ့ပတ်သက်တဲ့မွေးခွက်ไซคลีလည်းပါတာပေါ့เนาะအလေးလေးပူလေးထိုးရမယ်အချိန်ကြီးလေးလဲကျွန်တော်ပြထားတာပေါ့เนาะဒီချိန်မှာလေးလေးလေးပူနဲ့ကနန်းတက်ွက်ကိုရံွက်ထဲမှာဒါထုတ်ပေးထားတာလေးရှိတယ်ပေါ့เนาะသူကြဆိုင်လေးရှိလို့ပေါ့เนาะအဲ့တော့ဒီ file လေးကိုကျွန်တော်ရဲ့ video file ကိုဆုံးအောင်ကြည့်ပြရတဲ့ကျွန်တော်ရဲ့ 3D မိတ်ဆွေများကိုကျေးဇူးအထူးပဲတင်ပါတယ်เนาะကျွန်တော်ရဲ့ 3D မိတ်ဆွေများ2020 50ချိန်မှာ cherry suji များပေါက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်เนาะ